အားလုံးပဲမင်္ဂလာပါ Invisible 49 YouTube Channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော်အနေနဲ့ Arsenal သင်းရဲ့နောက်ဆုံးရပြောင်းရွှေ့သတင်းတွေနဲ့ပတ်သက်ပြီးတော့သုံးသပ်ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ပရမာသုံးသုံးသပ်ဆွေးနွေးခြင်းတဲ့သတင်းကတော့ Arsenal သင်းရဲ့ပြည်သက်တွေကိုယ်တိုင်စိတ်ရှိနိုင်မှုတီးခတ်နိုင်မှုကုံဆုံးနေပြီဖြစ်တဲ့ Benjamin Sesko နဲ့ Beta Yokras တို့ရဲ့သတင်းပေါ့နော်ဒီကနေ့မှာတော့ထူးထူးခြားခြားဖြစ်ဆိုပါကစားသမားနှစ်ယောက်ရဲ့မိခင်ကလပ်တွေကစန့်ကျင်မှတ်အနေထားရှိတဲ့ထုတ်ပြန်ကြေညာချက်တွေကိုအသီးသီးထုတ်ပြန်ကြေညာခဲ့တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင် Sporting Lisbon သင်ကသူတို့အသင်းရဲ့ Tyson Mu Bidda Yogres ကိုခေါ်မယ်ဆိုလို့ရှိရင်ခေါ်ယူခြင်းနဲ့ကလပ်က ရှုလို့တန်း80နဲ့90ကြားတန်ကြီးရှိတဲ့ကံလန်းမှုတွေရှိလာမှသာလက်ခံဆွေးနွေးစကားပြောမယ်ဆိုတဲ့သတင်းနဲ့တဖက်ကအာဘီလိုက်ဖြစ်တဲ့ငါကြောက်လဲသူတို့အတင်းရဲ့တိုက်စင်မှုဆက်စကိုကိုခေါ်ချင်တဲ့အတင်းနေနဲ့ယူရိုတန်း80လောင်းနဲ့ခေါ်ယူလို့ရနိုင်တယ်ဆိုပြီးတော့တတ်မှတ်ခဲ့တဲ့ဆိုတဲ့သတင်းနှစ်ပုဒ်ပေါ့နော်အဲအဲ့လိုအနေထားမှာအာဆင်နယ်တင်းကဘီတာယိုဂရက်စ်ကိုခေါ်ယူဖို့ဆွေးနွေးနေတာတွေကိုခေတ္တခဏရက်ဆိုင်ထားပြီးတော့ဘန်ဂျမင်ဆက်စကိုဘက်ကိုပြန်ပြီးမျှဦးလှည့်သွားတဲ့အနေထားရှိတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တစ်ချက်သုံးသပ်ရလို့ရှိရင်ဒီအဆိုပါကစားသမားနှစ်ယောက်ရဲ့ အပြောင်းရွှေ့ဖြစ်ပေါ်လာနိုင်ဖို့ကထင်ရှားတာပို့ပြီးတော့ကြာနိုင်တယ်အဲဒီတော့ကြောင့်အာဆင်နယ်သင်းရဲ့ပိတ်သက်တွေနေနဲ့ဒီအပြောင်းရွှေ့ဖြစ်ပေါ်လာဖို့ကိုစိတ်ရှည်တီးခံပြီးစောင့်ဆိုင်ရမယ့်အနေအထားမှာရှိတယ်ပေါ့နော်နောက်ထပ်သတင်းတစ်ပုဒ်ကကျတော့အာဆင်နယ်သင်းတို့လိုအပ်နေတဲ့ဘဲတောင်မန်တိုက်စစ်ကစားသမားအတွက်ဒီရီယယ်မက်ဒရစ်အသင်းရဲ့တောင်မန်တိုက်စစ်မှုရိုဒရီဂိုနဲ့ခရစ်စတယ်ပဲလေအသင်းရဲ့တိုက်စစ်မှုအဇီရိုနဲ့ပြန်လဲသတင်းတွေကြဲကြဲလောင်လောင်ထွက်လာခဲ့တယ်ပေါ့နော် ဒီနေရာမှာရိုရီဂိုရဲ့တက်မှတ်တန်ကြီးကယူရိုတန်90ရှိတယ်။ကစားသမားရဲ့အသက်က24နှစ်ရှိပြီးဘရာဇီးလက်ရည်စင်ဖြစ်တယ်ပေါ့နော်။ပြီးလို့ရှိရင်ဒီကစားသမားကအဲ့ဒီတိုက်စစ်3ရောက်တန်းမှာ300လုံးကိုအဝင်ခွင့်ကြကစားနိုင်တယ်ပေါ့နော်။ဒီသူအနေနဲ့ညတောင်မှာမှလည်းကစားနိုင်တယ်လို့ပဲတောင်မှာမှလည်းကစားနိုင်တယ်။ပြီးလို့ရှိရင်လိုအပ်ရင် force 9အနေနဲ့ force 9နေနဲ့ဒီတိုက်စစ်မှုဖြစ်ပါကစားနိုင်နေပေါ့နော်အဲသူ့ရဲ့အဓိကအားသာတဲ့နေရာကဘယ်တောင်မှတိုက်စစ်ဖြစ်တယ်ဒါပေမဲ့ Real Madrid မှာကော Brazil မှာကောသူ့အနေနဲ့ဒီ Venice ကိုဘလို့မှမကြော်နိုင်တဲ့အတွက်သာညာချမ်းမှာထွက်ပြီးကစားနေရတာဖြစ်ပေမဲ့သူ့ရဲ့ပင်ကိုအားသံတဲ့နေရာကဘယ်တောင်မှတိုက်စစ်ပိုင်းပေါ့နော်အဲ့ဒီအတွက်လည်း Arsenal အသင်းရဲ့ဒီ တိုက်စစ်၃ရောက်တန်းမှာကြည့်မယ်ဆိုလို့ရှင်ညတော်မှာမှာစာကာကလုံးဝအပိုင်းသားရထားပြီးသားအထောင်တိုက်စစ်အတွက်လည်းလိုအပ်နေတဲ့ကစားသမားကိုမကြခင်မှာခေါ်ယူနိုင်တော့မှဖြစ်တယ်ပြီးလို့ရှင်ဒီဘဲတောင်မန်တိုက်စစ်မှာတော့အာဒီအာဆင်နယ်တိုက်စစ်ကအားအနည်းဆုံးနေရပါတော့အဲ့ဒီနေရာကိုဒီရိုဒရီဂိုကိုခေါ်မယ်ဆိုတော့အဲတော်တော်လေးယုတ်တိရှိတဲ့အပြောင်းအရွှေ့ဖြစ်တယ်ပေါ့နော်။ဒါသူ့ရဲ့တက်မှတ်တန်ကြီးယူရိုတန်60ဆိုပေမဲ့ဒါကစာချုပ်ဖြတ်သိမ်းခြင်းမဟုတ်တဲ့အတွက်ဒီ Real Madrid နဲ့ဒါတိတိဆန်ဆန်ဆွေးနွေးနိုင်မယ်ဆိုလို့ရှင် ဒီပမာဏတစ်ခုဒီကိုရှော့ချပြီးတော့ခေါ်ယူနိုင်မဲ့အနေအထားမှာရှိတယ်ပေါ့နော်ဒါကရိုဒရီဂိုနဲ့ပတ်သက်တဲ့သတင်းပေါ့နော်နောက်ထပ်ဒီလက်တလုံးမှာထွက်ပေါ်လာတဲ့သတင်းကကျတော့အာဆင်နယ်အသင်းကဒီခရစ်စတယ်ဘဲလီအသင်းရဲ့တောင်ပန်တိုက်စစ်ကစားသမားဒီအဇီကိုခေါ်ခြင်းနဲ့ဆိုတဲ့သတင်းပေါ့နော်ဒီကစားသမားရဲ့တန်ကြီးကပေါင်68သန်းရှိတယ်သူကအင်္ဂလန်လက်အစင်သင်းကစားသမားဖြစ်ပြီးတော့ဒီအသက်ကကျတော့သူ့အနေနဲ့26နှစ်ရှိပြီဒါပေမဲ့တခုရှိတာကအဇီကိုခေါ်ခြင်းနဲ့ဆိုလို့ရှိရင်ခေါ်မဲ့ကလပ်က3နှစ်အရေးကြအနေနဲ့ အဲတနှစ်ကိုယူပေါင်တန်း20အထိပေးပြီးတော့၃နှစ်အရေးကြတဲ့ခေါ်နိုင်တယ်ဒီ၈တန်းကတော့အပိုစုကြီးအနေနဲ့ပေးရမှာပေါ့နော်အဲ့လိုအနေထားတော့ရှိတယ်ဒီနောက်ပြီးတော့အာဆင်နယ်အသင်းရဲ့ဒီနောက်ထပ်စိတ်ဝင်စားနေကစားသမားတယောက်ကကျတော့မိုဟာမက်စကူဒူးစ်ပေါ့နော်သူကကျတော့ဒီပြောင်းရွှေ့ကြီးပေါင်86တန်းရှိတယ်ယူလို့မဟုတ်နော်ပေါင်86တန်းရှိတယ် ဒီအပေါ်ကကစားသမား2ယောက်ထက်ကိုသူ့ရဲ့တန်ကြီးကပိုများနေတယ်။ပြီးလို့ရှိရင်ဒီမိုဟာမက်စကူဒူကကြတော့အသက်24နှစ်ရှိပြီ။ဒါပေမဲ့တခုရှိတာကဒီကစားသမားကိုခေါ်မယ်ဆိုလို့ရှိရင်ဒီတကယ်လို့အာဖရိကဖလားတွေရှိတယ်ကျင်းပလိုက်နေနှစ်ဆိုလို့ရှိရင်သူကဒီရာဒီအလေကြီးမှလက်လွှတ်ရမယ့်အနေအထားမှာရှိရပါတော့။အဲ့ဒီတော့ကကြတော့တိတ်ပြီးတော့အဆင်မပြေနိုင်ဘူးပေါ့နော်။ဒါကကြတော့မိုဟာမက်စကူဒူရဲ့သတင်းဖြစ်တယ်။နောက်ထပ်တစ်ယောက်ကကြတော့အာဆင်နယ်တင်းတို့ရဲ့ဖောက်တယ်ကြီး Chelsea ရဲ့တိုက်စစ်ကစားသမား Maduki ပေါ့နော်ဒီကစားသမားကိုပေါင်တန်း90တက်မှတ်ထားတယ် Chelsea ကဒါပေမဲ့ဒီ Chelsea မှာပြသခဲ့တဲ့ခြေစမ်းရဆိုလို့ရှင်ဘလို့မှပေါင်တန်း90မတန်ဘူးညာပြီးတော့ဒီသူ့ Maduki Chelsea မှာကစားခဲ့တဲ့အနေထားကကြတော့ညာတောင်မှမှာအဓိကထားပြီးကစားခဲ့တယ်ဘဲတောင်မှမှာကစားနိုင်တာမှန်ပေမဲ့သူ့အနေနဲ့ပွဲအများစုကိုညာတောင်မှမှာကစားခဲ့တယ်ဒါပေမဲ့ ချီစွမ်းရစာကာကိုဘလို့မှစိန်ခေါ်နိုင်တဲ့အနေအထားမှာမရှိသလိုအာဆင်နယ်တင်းလိုအပ်နေတဲ့ဘယ်တောင်မှန်အတွက်လည်းအားကိုရလောက်တဲ့ချီစွမ်းမှရှိမနေဘူးဗျ။အဲ့ဒီတော့ကြောင့်ဒီအရန်ကသားသမားတယောက်ကိုပေါင်တန်း90ပြီးပြီးတော့အာဆင်နယ်ခေါ်မဲ့အနေအထားမှာတော့မရှိဘူးဗျ။ဒါကြတော့ဒီလက်ရှိသတင်းတွေထွက်နေတဲ့တောင်မှန်တိုက်စစ်ကသားသမားကြီးပေါ့နော်။လက်ပြီးတော့ရှင်ဒီအခုအာဆင်နယ်နဲ့သတင်းတွေထွက်နေတဲ့ဒီတိုက်စစ်ကသားသမား ဒီရဲ့ဒီကစားပုံတွေကိုပြန်လဲတုံးတက်ရမယ်ဆိုလို့ရှင်အာဆင်နယ်တင်းကလက်ရှိဒီ4-3-3ကစားကွက်ပေါ့နော်အဲ့လို4-3-3ကစားကွက်မှာညာတောင်မှာလုံးဝစာကာကသူ့ရဲ့အတိုးလှုပ်တွေနဲ့ဒီတောင်မှန်ဆွဲပြီးတော့ cross ball တွေဖြတ်တင်နိုင်တယ်လို့လိုအပ်လို့ရှင်ဒီအတွင်းကိုချိုးဝင်ပြီးတော့ကိုယ်တိုင်ဂိုးကန်သွင်းမှုတွေကိုပြုလုပ်နေတဲ့ကစားသမားဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ကြောင့်စာကာရဲ့ကစားပုံကိုပြောင်းဖို့ရတော့လုံးဝမရှိဘူးပြီးတော့ဒီ လိုအပ်နေတဲ့အထောင်တိုက်စစ်မှုကိုလည်းဒေါင်နာမီနံပါတ်6တိုက်စစ်မှုကိုဒီလိုချင်နေတာဖြစ်တဲ့အတွက်မကြခင်လည်းရောက်လာတော့မှဖြစ်တဲ့အတွက်အဲ့ဒီအတွက်လည်းဒီအာဆင်နယ်အသင်းနေတဲ့ဘယ်တောင်မှတိုက်စစ်ကိုပဲသူတို့ကဦးစားပေးပြီးခေါ်မယ်ဒီလက်ရှိအပေါ်မှာတုံးသက်ခဲ့တဲ့သတင်းတွေထွက်နေတဲ့တောင်မှတိုက်စစ်ကစားသမားတွေထဲမှာဘယ်တောင်မှစစ်စစ်ကစားခြင်းနဲ့ကစားနိုင်တဲ့အာတန်နဲ့ကစားသမားကရိုရိုက်ကိုတယောက်ပဲရှိတယ်ဗျအဲ တကယ်တမ်းပြောရလို့ရှင်ဒီအာဆင်နယ်သင်းရဲ့ဒီတိုက်စစ်၃ရောက်တမ်းမှာဆာဂါကသူ့ရဲ့အတိုးလှုပ်တွေနဲ့ဂိုးပေါက်ကိုအဓိကချိန်ချောင်းမယ်ဒီဘက်ဘဲတောင်မန်ရဲ့တိုက်စစ်ကစားသမားကသူ့ရဲ့ pace တင်နဲ့ဒီတစ်ဖက်နောက်တန်းကစားသမားကိုကြော်ဖြတ်ပြီးတော့ဒီအသင်းရဲ့ဒီနံပါတ်9 center forward ကိုဂိုးဖန်တီးမှုပုံမပြုတ်လုပ်ပေးရမယ်တောင်းရှိတယ်ဗျအဲ့ဒီအတွက်ကြောင့်ဒီနေရာမှာ ရိုဒီဂိုရဲ့ကစားသမားကိုပြန်ကြည့်မယ်ဆိုလို့ရှင်ဒီကစားသမားလေးကရီယယ်မက်ဒရစ်မှာတုန်းကလည်းသူ့အနေနဲ့တကူကောင်းဆန်တဲ့အနေထားမှာမရှိဘူးဒီသူကအဓိကကစားချင်တာကဘယ်တောင်မှတိုက်စစ်ဒါပေမဲ့သူ့အနေနဲ့ဘီနစ်ဆက်ကိုလုံးဝမကြော်နိုင်လို့ဒါညတောင်မှမသူကစားနေရပေမဲ့လိုအပ်တဲ့ချိန်တိုင်းမှာသူ့အနေနဲ့ဂိုးသွင်းနိုင်မှုထက်ကိုဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်မှုပဲသူ့အနေနဲ့ အားထုတ်ပြီးတော့ကြိုးပမ်းနေတာကိုတွေ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီကစားသမားလေးကချန်ပီယံလိနှစ်ကြိမ်ရခဲ့တာဖြစ်တဲ့အတွက်လိုအပ်နေတဲ့ဒီတွေ့ကြုံကလည်းသူ့ရှိမှာအမြောက်အများရှိပြီးသားဖြစ်တယ်လက်ရှိဘရာဇီးလက်ရွေးစင်လည်းဖြစ်တဲ့အတွက်ကျန်တဲ့ကစားသမား၃ယောက်ထက်ကိုသူ့ရဲ့ profile ကပို့ပြီးတော့တဆင့်မြင့်နေတဲ့နေရာမှာရှိရဗျာပြီးလို့ရှိရင်ပြောင်းရွှေ့ကြီးကလည်း euro တန်း90ဆိုတော့ပေါင်နဲ့တွက်လို့ရှိရင်တန်း80ကျော်လောက်ပဲရှိတဲ့အတွက်ကျွန်တော်အနေနဲ့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ rodrigo ကို first try အနေနဲ့ပဲစူးစမ်းပြီးတော့ခေါ်ယူစေချင်တယ်ပေါ့နော် ပြီးလို့ရှိရင်ဒုတိယတယောက်အဇီးရဲ့ကစားပုံကိုကြည့်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ကကြတော့ attack in midfield အနေနဲ့ပဲပွဲအများစုမှာကစားပြီးတော့သူအာသန်တဲ့နေရာကလည်း attack in midfield ပေါ့နော်တခါတလေမှဒီဘဲတောင်းမှမှထွက်ပြီးကစားတာဖြစ်ပေမဲ့သူက tradition နဲ့ winger မဟုတ်ဘူးသူ့ရဲ့အာသန်တဲ့နေရာက attack in midfield ဖြစ်တဲ့အဲ့ဒီအတွက်ကြောင့်သူ့ရဲ့ဒီနေရာမှာမာတင်အိုဒီကကရှိပြီးသားနော်လိုအပ်ရန်နိုင်လဲကစားနိုင်တယ် ဟာဘတ်စ်လေးကစားနိုင်တယ်အဲ့ဒီအတွက်ကြောင့်အာဆင်နယ်အနေနဲ့ကအစည်းကိုဒုတိယဦးစားပေးအနေနဲ့ပဲသုံးသတ်မှတ်ခြင်းတယ်ပေါ့နော်။ဟောခေါ်စေခြင်းတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှင်သူကဒီဘဲတောင်မှာတိုက်စစ်မှာမကစားနိုင်မဟုတ်ကစားနိုင်တယ်။ဒါပေမဲ့ low at the speed တွေပြီးလို့ရှင် pace တွေကဒီအစည်းမှာရှိမနေဘူးဗျာ။နောက်ထပ်တစ်ယောက်ကျတော့ Mohammed Skudu Mohammed Skudu ကကြတော့လည်းဘဲတန်ကစားသမားဖြစ်တယ်။သူ့အနေနဲ့ကကြတော့ဒီ ဘယ်တောင်မှောညာတောင်မှမှာကစားနိုင်တယ်ပြီးလို့ရှိရင် shooting power လည်းကောင်းတယ်သုံးသက်လည်းထိုက်တင်တလောက်ကတည်ကြတယ်ပေါ့နော်ဒါပေမဲ့သူ့အနေနဲ့ကကြောင့်ခုနပြောလို့ဒီအာဖရိကဖလားပွဲတွေရှိလာတဲ့အခါမှာသူ့ကိုလက်လွှတ်မယ့်အနေထားတွေပြီးလို့ရှိရင်သူ့ရဲ့ပြောင်းရွှေ့ခြေကလည်းပေါင်86တန်းဆိုတော့ road ride ကိုထက်ကိုတော့ပုံများနေတယ်ပေါ့နော်အဲ့တောင်ကြောင့်သူ့ကိုလည်းအရင်ကြီးတော့မစင်းစားသေးခြင်းဘူးပေါ့နော်အဲနောက်ထပ်တစ်ယောက်ကတော့မာတူကီယာခုနကပြောခဲ့သလိုပဲသူအနေနဲ့ပြီးခဲ့တဲ့ရာသီတွေမှာချယ်ဆီရဲ့ညာတောင်မှာအဓိက ကစားသမားအဖြစ် ကစားခဲ့တယ်အဲတခါတလေ conference လေးမှာဆိုလို့ရှိရင်ဘယ်တောင်မှမှသူချိန်ပြီးတော့ကစားရတယ်ပေါ့နော်ဒါပေမဲ့အဲသူ့ရဲ့ခြေစွမ်းကလောလောလာလာမပြနိုင်ဘူးပြီးတော့သူ့ရဲ့ခြေစွမ်းနဲ့တတ်မှတ်ထားတဲ့ပေါင်သန်း90ဆိုတာဘလို့မှအဆက်မှုရှိမနေဘူးဗျအဲ့တော့ကျွန်တော်အနေနဲ့ခေါ်စီခြင်းနဲ့ဆိုရင်တော့မှပဲဒီ Rodrigo ကိုအဓိကဦးစားပေးပြီးတတ်မှတ်ပြီးတော့ခေါ်စီခြင်းနဲ့ပေါ့နော်ပြီးတော့ဒီကစားသမားရဲ့တပါရောဝါရောဒီ profile အရာရော လုံးဝ ကြံတဲ့ကစားသမားတွေထက်ကိုတဆင့်မှမြင့်နေတဲ့အနေအထားမှာကျွန်တော်ကတော့ဒီရိုဒီโกပဲခေါ်စီခြင်းနဲ့ပေါ့နော်ဒါကတော့အာဆင်နယ်တင်းတဲ့လက်ရှိသတင်းတွေထပ်ပေါ်နေတဲ့တောင်မန်တိုက်စစ်ကစားသမားတွေရဲ့ခြေနေပဲဖြစ်တယ်ပေါ့နော်အဲဆက်လက်ပြီးတော့အာဆင်နယ်တင်းရဲ့ဒီကစားခေါ်ယူခဲ့တဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ပြန်လည်သုံးသပ်လို့ရှိရင်အာဆင်နယ်တင်းအမှန်တကယ်လိုအပ်နေတဲ့ကွင်းလယ်ခန်းစစ်ကစားသမားနေရာကိုမာတင်ဇူဘီမန်ဒီနဲ့ခရစ်စတီယန်နော့ဂတ်တို့ကိုအစားထိုးပြီးသွားပြီပေါ့နော်ပြီးလို့ရှိရင် တို့အတင်လိုအပ်နေတဲ့ဒီအရန်ကိုသမားနေရာကိုလည်းကီပါအရီဇာဘလာကနဲ့အစားထိုးပြီးသွားပြီးဒီကစားသမားကဒီတချိန်ကကဘာဈေးအကြီးဆုံးကိုသမားတယောက်ဖြစ်ခဲ့တယ်ပြီးလို့ရှင်မနစ်ကရာသီမှာလည်းဘုံမောင်းတဲ့အတူကောင်းမွန်တဲ့လက်ဆွမ်းတွေကိုပြသခဲ့တာဖြစ်တဲ့အတွက် ဒီအရင်ကသူတို့ခေါ်ခဲ့တဲ့နီတိုထက်ဆိုင်တော့အများကြီးအကျိုးရှိတဲ့ခေါ်ယူမှုဖြစ်တယ်အားကိုးလို့ရနိုင်တဲ့အနေအထားမှာရှိတဲ့ဒီကိုသမားတယောက်ဖြစ်တယ်ပေါ့နော် ပြီးလို့ရှိရင်ဇရုဒါမြောက်ကစားသမားခေါ်ယူမှုဖြစ်အာဆင်နယ်တင်းကဒီဘလင်စီယာတင်းရဲ့အသက်20ရွယ်ဗဟိုခံစီကစားသမားလေးမော်စကာယာနဲ့ဒီတရင်းနေထွက်နေတဲ့မကြခင်မှာပဲခေါ်ယူနိုင်တော့မယ့်အနေအထားမှာရှိတယ်ပေါ့နော်အာဆင်နယ်တင်ခေါ်ယူခဲ့တဲ့ကစားသမားတွေကအမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာဖြစ်တယ်။အဲဆက်လက်ပြီးတော့သူတို့အနေနဲ့ဒီလိုအပ်နေတဲ့အထောင်တိုက်စင်းနဲ့ တောင်မန်တိုက်စစ်ကစားသမား2နေရာကိုကဘာဆင်ကစားသမားရဲ့ဒါခေါ်ယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်အာဆင်နယ်တင်းရဲ့ဒီရာဒီပြောင်းရှိက rating ကဒီတန်းမှာ8.59လောက်အထိပေးလို့ရတဲ့အနေအထားမှာရှိတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ချင်းသူတို့အနေနဲ့ကစားသမားရောင်းချမှုတွေလည်းအများကြီးပြုလုပ်ဖို့ကြံသေးတယ်ဖြစ်တဲ့အတွက်တန်းတူတန်းတော့ပေးလို့တော့မရသေးဘူးပေါ့နော်။ ဟုတ်ကဲ့ပါဒီပြည်သက်တွေအနေနဲ့ကောဒီအခုတနေ့နေ့ထွက်ပေါ်နေတဲ့တောင်မန်တိုက်စစ်ကစားသမားတွေမှာဘယ်ကစားသမားကအာဆင်နယ်နဲ့ပို့ပြီးတော့အံဝင်နိုင်မလဲဘယ်ကစားသမားကိုတော့ဒီအသင်းကိုရောက်စေခြင်းလဲခေါ်ယူစေခြင်းလဲဆိုတော့ကွန်မန့်စ်ပေါ့မှာအမြင်လေးတွေရေးခဲ့ပေးကြပါအောင်ဗျအ အာဆင်နယ်တင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe မလုပ်ရသေးရင် like and subscribe တွေလုပ်ပြီးတော့အားပေးကြပါအောင်ဗျအခုလိုကြည့်ရှုအားပေးကြတဲ့ပြည်သက်တယောက်ချင်းဒီတိုင်းအောင်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်လက်ဆောင်တွေ့ပြအောင်မှာဗျအားလုံးကျေးဇူးပါ